အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကတော့ကျွန်တော်လေ့လာနေတဲ့ဒီ python script ဆိုတဲ့ course ရဲ့အောက်က chapter 3ဖြစ်တဲ့ loops ပေါ့နော် loops ရဲ့အောက်ကအာဒီ while loops ကိုဘယ်လိုအသုံးပြုလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော် select ပြီးတော့အာလေ့လာမိတဲ့တော်လေးကို sharing လုပ်ပေးပါမယ်ဆိုတော့ဒီမှာဆိုရင်မရှိမလဲဆိုတော့ကျွန်တော်တို့ point နေရှိမှာပေါ့နော်အာ list length စနခုပါတဲ့ point ရှိမယ်အဲဒီ list ရှိမယ်ဒီ list ကိုမှကျွန်တော်တို့က point by coordinate ရဲ့ x တဲ့ကိုထည့်လိုက်တဲ့အကြောင်းမလို့ကျွန်တော်တို့ဒီ point တွေဘယ်နှခုရမလဲဆိုတော့ဒီမှာအဲဟွာရီရအောင်ဒီမှာ value တွေကတူနေတာ၄ရှိတော့ value တွေတူနေတာတွေကိုကျွန်တော်တို့ကအဲပြောလို့ရှိရင်တော့အဲဆိုဆို value တူနေတယ်ဖြတ်လိုက်နေတာတူချင်အောင်တဲ့30 35ပေါ့အဲဆိုပါဆို sơ ship trở lại mình sơ tố lưu dịch tiết thảo bảo rằng mà dùng nó quý trị này ngay xe ngay sang ngay nè xe nè xe xe nè xe tố nè xe nè xe tổng số đó tổng dễ về thảo bảo rằng tổng dễ lý dễ ý đồ xin tổng dễ tiệm nữa thảo bảo rằng tổng dễ mà lâu nè nè xe cái đó tổng dễ ngay ra lại mình ဆိုပါဆိုအဲဆိုဒီမှာ point နေရမယ်ဘယ်တစ်ခုရမလဲဆိုတော့ point နေဒီ6ခုရမှာပေါ့နော်အဲဆိုရင် point 6ခုထွက်လာမယ် okay အဒီကနေပြီးတော့မှကျွန်တော်တို့ဒီဘယ်လိုသွားမလဲဆိုတဲ့အခါကျတော့ python script ကိုသွားလိုက်မယ်အဲ့တော့အရှိက for loops လေးကိုကျွန်တော်တို့ပြန်ပြီးတော့အဲနှွေးကြည့်အောင်ပေါ့နော်ဒီ point ချင်းနေရနေပြီးတော့ဆိုရင်အရင်ဆုံးပါလာမလဲဆိုတဲ့အခါကျတော့ဟောဒီကနေဆိုရင်ထွက်လာတဲ့ဒီ ကောင်းတော့ထားလိုက်ဒီကနေပြီးတော့ကျွန်တော်တို့ကပါလာမယ်ဆိုတော့ list of points ပြီးလာမယ် ps ပေါ့နော် list of points ကိုပါလို့ပြီးမယ်ဆိုတော့ in 0ဆိုပြီးပြီးလာမယ်ပြီးလို့ရှိရင်ပါလာမယ်ဆိုတော့ output ကို declare လုပ်လိုက်မယ်သူကတော့ကျွန်တော်တို့က empty slot ပေးထားလိုက်မယ်ပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်တို့ပြီးခဲ့တဲ့ for loops ကိုသုံးမယ်ဆိုလို့ရှိရင် for ပေါ့ အဲ့တော့ pd.in ဒီမှာရှိမလဲဆိုတော့ hori lsd list of pds ဆိုတဲ့ဒီ list တွေကနေပြီးတော့ hori point တွေကိုကျွန်တော်တို့ကယူလိုက်မယ်ပြီးတဲ့အခါကျတော့မှဘာလာမလဲဆိုတော့ဒီနေရာမှာကျွန်တော်တို့က new point ခေါ်လိုက်မယ်ပေါ့နော်ဆိုတော့ဒီအခြေအနေမှာအဲဆိုပါစို့ဒီအခြေအနေမှာကျွန်တော်တို့ကဒါပါတော့ pyn ဒီ point point ကို by coordinate နဲ့ပဲယူလိုက်မယ်ဒီလိုရှိရင်0 0 0ပဲထားမယ်ဆိုပါစို့ဟေးတော့ဒီလက်ရှိဒီအခြေအနေမှာကျွန်တော်တို့က output ကိုကျွန်တော်ကပါထားမလဲဆိုတော့ pt လွတ်ထားကြည့်လိုက်မယ် pt လွတ်ထားပြီး run ကြည့်လိုက်မယ်ဆိုလို့ရှိရင် by information ရမလဲဆိုတော့ဒီနေရာမှာသူဒီ pt လွတ်ဖြစ်တဲ့အတွက်သူဒီ point တခုလေးကိုပဲလောလောဆယ်တော့ရနေတာပေါ့နော်သူက ဒီဒီဆိုဒီတရားဝင်လာတဲ့ information တွေကနေမှယူထားတာဆိုတော့ okay အဲ့တော့ဒီတရားမှာကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ဒီ name တန်းပြီးဒီလိုပြောပြောပါတော့မယ် output ကိုပြရမှာ sorry ဒါ OUD PUD output ပြီးဒီလိုပြီးတော့သူက point တခုတည်းကိုပဲပြတာပါဒီနေရာမှာကျွန်တော်တို့က OUD PUD.app append ကိုမှ PD ယူရမယ် okay append ကိုတော့ AD ပြရမှာပေါ့နော် Okay ပြီးရင် run ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဘာရမလဲဆိုတော့ဒီနေရာမှာ point 6ခုကိုတန်းရမယ်ပေါ့နော်ဒါဒီလောလောဆယ်အပြင် PT ဒီဟော်ဒီကဝင်လာတဲ့ point အတိုင်းပဲရမယ်ဒီချိန်မှာဒါလေးကို reclick နေပြီးတော့ preview off ထားလဲဒီတန်းရမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဟော်ဒီ point နဲ့ဟော်ဒီဒီဒီ list ကနေပြီးတော့ထွက်လာတဲ့ information တွေပေါ် point အနေနဲ့ဖန်နေထားတယ်အဲ့ဒီ point ကိုကျွန်တော်တို့က python list ထဲကိုထည့်လိုက်တော့ဒီ list of point ဒီ ဒီမှာကြားလာတဲ့ information ပေါ့ဒီနေရာမှာကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီနေရာမှာ new point ပေါ့ new pds ဆိုပြလိုက်မယ် equal to ဆိုပြီးတော့ hori point ထားမယ်ဒီ point နေမှာမှဘယ်လိုပြေးမလဲဆိုတော့ကျွန်တော်တို့ဒီ hori pd ရဲ့ .x, pd.y ကိုယူမယ်ပြီးရင် pd.z အဲ့မှာမှကျွန်တော်ထပ်ပေါင်းလိုက်မယ်တစ်ဆယ်ထပ်ပေါင်းမယ်ဆိုတော့ ဒါဆိုရင်ဒီနေရာမှာအောက်ပုတ်နေရအောက်ပုတ်ရဲ့အပန်းကိုကျတော့ကျွန်တော်တို့ PD ကိုမျိုးတော့ဦး new pds ကိုယူလိုက်မယ်ဆိုရင် run ကြည့်ရမယ်ဆိုရင်ဘာလို့ရမလဲဆိုတော့ကျွန်တော်တို့ရဲ့ new pds ဒီဟောဒီ set value 30မြင့်သွားတယ်ဟောဒီ .99 ကိုရအောင်ပေါ့နော်ဒါကတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီ for loop ဆိုတဲ့အဲ function ကိုသုံးပြီးတော့ဟောဒီအာ .99 ကိုကျွန်တော်တို့ကအခေါ်မလဲအဲ trust translate လုပ်တယ်ပဲခေါ့မလား transform လုပ်တယ်ပဲခေါ့မလားဒီလိုသွားတာပေါ့နော်ဒီနေ့ねဒါကတော့ကျွန်တော်တို့ပြီးခဲ့တဲ့အဲ for loops ကိုပြန်ပြီးတော့အသုံးပြုပြီးတော့ဒီ condition ဘာနေကြည့်တာပေါ့ okay ပြီးရင်ဒါလေးကို save ပြီးတော့ပြေးလိုက်မယ်ဒီလိုရှင်ဒါကိုလည်းကျွန်တော်တို့ကအားလုံး select ပြီးပြီးတော့ right click နေပြီးတော့ hide all geometry ဆိုပြေးလိုက်မယ်သူ့ကိုမသုံးဘက်ထားပါတော့ဒီကနေမှကျွန်တော်တို့ကဒီ information ကိုပြန်ယူမယ် okay ပြီးရင်တော့သူတို့ကို break clip နေပြီးတော့ show preview ပြန်လုပ်မယ်အဲ့တော့ဒီ point ကပေါ်လာပါတော့ဒါဒီကရှိတဲ့ point ဘောကောင်နေရတော့မြုပ်နေမယ် okay အဲ့တော့ဒီ channel မှာကျွန်တော်တို့ကဘာလုပ်မလဲဆိုတဲ့အခါကျတော့အာ python script ကိုပဲယူမယ်တွန်းလိုက်မယ်ခြေလိုက်မယ်ဒီလိုရှိရင်ဟောဒီ script ကိုစပြီးတော့ edit လုပ်မယ်အမောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်အာ point of အာ lsd ပေါ့နော် lsd လို့ရေးလို့မရဘူး lsd of list of point ပေါ့ PPS equal to I am enable 0နဲ့လာမယ် okay ပြီးရင်တုံးလာနိုင်မယ်ဒီနေရာမှာမလာမလဲဆိုတဲ့အခါကျတော့သူဒီကောင်းလာမှာပေါ့နော်အဲကောင်းနေပြလို့မယ်အာ OUD PUD output ပေါ့နော် output ကိုကျွန်တော်တို့က blank ပေးထားလိုက်မယ် ခေတရပြီဆိုလို့ရှိရင်အဲ့တော့ဒီနေရာမှာပါလာမလဲဆိုတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ script ကို copy လုပ်ရတော့ပကောင်းမယ်နော်ဒီ script copy လုပ်လိုက်မှလည်းဆိုလို့ရှိအောင်အာ close ပါနော်တော့ပြလိုက်မယ်ဒီ script ကိုပဲလိုက်မယ်အဲ့ဒါကျွန်တော် push မှာ copy ပြီးတော့ paste ချလိုက်မယ်ဒီမှာထားမယ်ကဲပြီးတော့ on ထားလိုက်မယ်ကဲဘုံရှိနေမှာနော်အပေါ်ကတော့ off တာပြီးသားဒီဒီချိန်ဒီမှာကျွန်တော်ကဒါကို အဲဒီတိုင်းထားမယ်ဒါဒီအပေါ်ဟာအရင် script ပဲရှိတဲ့ကောင်ဒီမှာပဲ edit လုပ်လိုက်မယ်ဒါဆိုပို့ကောင်းမယ် okay ဒီနေရာမှာဒီပုံစံတိုင်းရှိတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ for loops နေရာအဲ for loops နေရာမှာကျွန်တော်တို့ကဘာလာမလဲဆိုတော့ while ကိုသုံးမယ် okay while ကိုသုံးမယ်ဆိုရင်သူက while ဒီဘာနဲ့ဘာနဲ့သုံးရလဲဆိုတော့ condition နဲ့သုံးရတယ်ဆိုတော့အဲ့တော့ဘာလာမလဲဆိုတော့ဒီ while while ဆိုပြီးတော့အဲ့တော့ဒီ while မလာခင်မှာကျွန်တော်တို့ကအရှိမကောင်းနဲ့တွဲတော့ရတယ် while while ပါလို့ရှင် 0UND ကောင်းကိုကျွန်တော်တို့ကမြင်များချင်းတော့ဆိုဝန်ထားထားမယ်ဆိုပါဆိုအဲ့တော့သူကဘာလို့ဖန်နေလဲဆိုတော့ကောင်းနေအဲ while while လို့စပြီးတော့ 0UND ကောင်းဆိုပြီးလာမယ်ကောင်းကဆိုလို့ရှင်ငဲရမယ်ပေါ့နော်ဘလို့ထက်ငဲရမလဲဆိုတော့အာ len ကော length ဆိုတာ length ပေါ့ length ဆိုတာ list length ကိုပြောချင်တာဟောဒီဟောဒီ list length တော့တဲ့ list length ဒီ6ခုရှိတယ်ဆိုတော့6ခုရှိတယ်ဆိုရင်ဟောဒီ list length ကိုဆိုလိုတာဆိုတော့အဲ့ဒါဒီ lsd list of dts ပေါ့နော်အဲ့တော့ဒီလိုပုံစံလာမယ်အဲ့တော့ဒီ point ကိုတုံးမယ်ဆိုရင်သူကဘာလို့ပြောလဲဆိုတော့သတိထားရမယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ point ကိုတုံးမယ်ဆိုလို့ရှိရင်သူက ဒီတိုင်း run ချလိုက်မယ်ဆိုလို့ရှိရင် သူဒီဒီအချိန်ပေါင်းများများစွာစက်တိုက် run နေမှာပေါ့နော်။ဘာဆိုတော့ဒီကနေပြီးတော့အာဒီကောင့်ဒီသူဒီဘာဆိုတော့ဒီ line ထက်ကတေးငဲနေတာဟိုဒီဒီ line ဒီကိုရှိတယ်။ကောင့်ဒီလောလောဆယ်အပြည့်ကျွန်တော်ပြထားတာ1ပဲရှိတယ်ဆိုတော့ကောင့်ဒီ1ထက်အများနဲ့ငဲနေတဲ့ဒီနေရာမှာဆိုလို့ရှိရင် repeat တွေကများပြီးတော့သူဒီအဲနောက်ဆုံးဟန်းသွားတဲ့ဆင်းရောက်မယ်။အเจ้าမလို့သူကဘာလို့ကမလဲဆိုတော့ ဟောဒီအောက်မှာ condition တခုထည့်ရမယ်တဲ့ condition ဒီပါထည့်ရမလဲဆိုတဲ့အခါကျတော့အာသူကဘယ်လိုထည့်ရမလဲဆိုတော့ဒီနေရာမှာ count นี่ equal to count plus 1ဆိုတဲ့ condition တခုထပ်ထည့်ရမယ်ဒါမှဘာဖြစ်မလဲဆိုတော့ hurry process run မယ်ပထမတစ်ခေါက် run မယ်ဆိုလို့ရှိရင်ဒီ count นี่ဘာဖြစ်မလဲဆိုတော့1ဖြစ်မယ် ဒုတိယတစ်ကောက် run ရင်ဒီကောက်นี่ဒူးဖြစ်မယ်အဲ့တော့အဲ့လိုနဲ့သူက6ချိန်မြောက် run တဲ့ခါကြလို့ရှင်ဒီကောက်นี่ဘာဖြစ်သွားမလဲဆိုတော့ဟောဒီဒီ list of point ရဲ့ length ကိုကြီးသွားမယ်ဒါဆိုလို့ရှင်အဲ့ဒီချိန်ကျမှဒီ process ဒီရပ်သွားမှာပေါ့နော်ဒီသဘောရှိတယ်ဒါကြောင့်မလို့သူဒီဟောဒီကောက်ကိုဘာလုပ်ရမလဲဆိုတော့ဒီတိုင်းဟောဒီဒီ condition တခုမတုံးမဲနဲ့ဒီတိုင်း run မယ်ဆိုလို့ရှင်သူဒီမစုံတော့ဆိုတော့ပြီးရင်ဒီတိုင်းမ crash တာနဲ့ဒါကြောင့်မလို့ ဟောဒီ condition တခုကိုထပ်ထည့်ပေးရတယ်ဗောနော်ဒီသဘောကိုအဲလေ့လာရတယ်ဗောနော်ပြီးရခါမှာဂျန်နဲ့အချိန်တွေကတော့ဒီနေ့မှပါလာမယ်ဆိုတော့အာရင်ဥဆုံးအနေနဲ့ဘာဖြစ်မလဲဆိုတော့ Okay ဒီနေ့မှာဒီ condition ထည့်ပြီးတော့ဒီနေ့မှာဘာ declare မလို့လေးသေးဘူးလဲဆိုတော့ဗာကျွန်တော်ဟောဒီ PT တွေကို declare မလို့ရတယ်ဟော PT ကို declare လုပ်ဖို့အတွက်ကျွန်တော်ဒီ line to line ထည့်ရမယ် PT equal to ပေါ့နော် PDD ဘာဖြစ်မလဲဆိုတော့အာ LSD of PDD ဆိုတဲ့ information ဖြစ်မယ်ပြီးတော့မှနောက်မှဘာနဲ့စုံသပ်မလဲဆိုတော့ UNT ကောင်းနဲ့စုံသပ်မှာကောင်းပါနော်အဲ့တော့ဒီကောင်းကိုဒီလိုထည့်ရပေါ့ဒါမှသူကဘာဖြစ်မလဲဆိုတော့ဟောဒီကောင်းဒီ1ဖြစ်မယ်ဆိုလို့ရှိရင်သူဒီဟောဒီဒီဒီ point information တွေက list 1ကို သူက information ကို read လုပ်ပြီးတော့ဒီမှာ run ပေးမှာပေါ့နော် list 2ဆိုလဲ2ပေါ့အဲ့ဒီနည်းနဲ့သွားမယ်အဲ့ဒီချိန်မှာကျွန်တော်တို့က run ကြည့်လိုက်မယ်ဆိုပါစို့ run ကြည့်လိုက်မယ်ဆိုပါကိုသွားတွေးရမလဲဆိုတဲ့အခါကျတော့ list output ဒီပါပြင်မလဲဆိုတော့ okay new point ကိုပဲယူထားတာဆိုတော့ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ list ဒီရဘောက်တွေးရမလဲဆိုတော့ဝင်လာတဲ့ information က point ဒီ6ခုရှိတယ်ကျွန်တော်ထွက်သွားတဲ့ information 6ခုပဲရှိတယ် အဲ့တော့ဘာဖြစ်တယ်လဲဆိုတော့ပထမဦးဆုံးအနေနဲ့စတဲ့အဲဒီကောင်းဒီအာဘယ်လိုဖြစ်မလဲဆိုတော့တော့ list ကိုရေးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ1ကစရေးနေတယ်1ကစရေးပထမဆုံး1ဒီဘာဖြစ်လဲဆိုတော့ဒီမှာပေါ့နော်ဒီကနေစပြီးတော့1လို့ဝင်လာတယ်အတွက်ကြောင့်မလို့ဟောဒီ point of list ထဲကနေပြီးတော့ list 1ကိုဆက်ထုတ်သွားတယ်ပြီးတဲ့ခါကျတော့ဒီ log ဒီ list 1ရဲ့ information တိုင်း point ကိုကျွန်တော်ရှင်းမှာစပြီးတော့5ကနေစပြီးတယ်အဲ့တော့ကိုဒီဟောဒီဘက်က list အကုန်လုံးကိုလိုချင်တယ်ဆိုကျွန်တော်တို့ဒီဘယ်ကစာမလဲဆိုတော့ list 0ကစာ list 0ကစာတော့မှ0ကစာမယ် run ကြလိုက်မယ်ဆိုလို့ရှိရင်ပထမအဆုံး list 0နဲ့ဒီ point ကိုရမယ်ပြီးတဲ့အခါမှာနောက်ထပ် loop တစ်ခု try run mode အတွက်တစ်ပေါင်းလိုက်တယ်ဒီမှာကောင်းပြီတစ်ဖြစ်သွားမယ်အဲ့တော့တစ်ဖြစ်သွားတဲ့အခါကျရင် hurry point list နဲ့ဒုတိယ list ကိုရမယ်စသဖြင့်ပေါ့နော်ဒီနည်းနဲ့သူဒီ ဒီ loops ကိုပတ်တာပေါ့နောက်ဆုံးဘယ်ဒီရောက်သွားမလဲဆိုတော့ဟောဒီအကောင့်ဒီဒီဒီ list of point ရဲ့ length ကို2တဲ့ဒါမှမဟုတ်2တဲ့များသွားတယ်ပေါ့နော်2ဆိုလို့9ကိုရောက်သွားပြီဆိုတဲ့အခါကျရင်သူဒီရက်သွားမယ်0ကနေ8ဒီသူဒီ point ကို create လုပ်မယ်ဒီကောင်9လို့ဖြစ်တာနဲ့ process ဒီဆက်မသွားတော့ရက်သွားမယ်အဲ့လိုရက်သွားဖို့အတွက်ကျွန်တော်တို့ဒီဟောဒီ count equal to count plus ဆိုတဲ့ဒီ ပိတ်တဲ့ control လေးကိုကျွန်တော်တို့ကထည့်ထားသူ့ပါမထည့်ခဲ့ဘဲနဲ့ run တော့မပြုတ်မလဲဆိုရင်တော့ကျွန်တော်တို့စက်ကြီးကပါပြုတ်မလားဆိုတော့ဟာတော့ဘောနောနောက်ဆုံးဒီ dynamo ကြီး crash သွားတဲ့အချိန်ရောက်သွားမှာပေါ့ okay ဒါကတော့အာဒီ while loops ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဟောဒီ point ကို transform လုပ်လိုက်တာပေါ့ point x value ဒီနေရာမှာမှထပ်ပြီးတော့ကိုကဟောဒီ value ကိုထပ်ထည့်ခြင်းလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဟောဒီ variable မှာ define ရင်လုပ်ခဲ့ပေါ့ define လုပ်ပြီးတော့ value တစ်ခုနဲ့ချိန်ခဲ့လို့ရှိရင်ကျွန်တော်တို့အာဒီမြောက်တဲ့ value ပါ control လုပ်လို့ရမှာပေါ့နော် okay ဒါကတော့ while ကိုအသုံးပြုပြီးတော့ကျွန်တော်တို့အာ point information တွေကို transform လုပ်တဲ့ process ကိုကျွန်တော်လေ့လာမိတဲ့တော့၄တင်ပြဆွေးနွေးသွားခြင်းဖြစ်တယ် sharing လုပ်ခြင်းဖြစ်တယ်အဲအဲ့တော့ while ကိုသုံးမယ်ဆိုရင်သတိထားမယ်အချက်ဒီ while ဒီ the condition နဲ့ဝင်လာတယ် ကွန်ဒီရှင်းနဲ့ဝင်ရကွန်ဒီရှင်းမှာမှတော့ကောင်းကိုတုံးရတယ်ဗောနောသူစီဘာလဲဆိုတော့ချိန်ဖန်များစွာဒီ repeat သွားတဲ့အတွက်ကြောင့်မို့လို့သူကဒီ count ဆိုတဲ့ information ပါတယ်ပြီးတော့အဲ့ဒီ count ဒီကိုအာ transform လုပ်ခြင်းနဲ့ information ရဲ့ list land နဲ့ကိုကဒီနေရာမှာ condition statement တခုဖန်နေရတယ်ပြီးတဲ့အခါကျတော့မှဟောဒီ point ကိုစပြီးတော့ဖန်နေတယ် point ကိုဖန်နေတဲ့အခါမှာဟောဒီ လေဆော့ point ဆိုတဲ့ဟောဒီလေဆော့ point ကြီးတွေကနေပြီးတော့မှဟောဒီကောက်ကိုဖန်တီးတဲ့ကောက်အရေအတွက်ပေါ့နော်0ဖြစ်တဲ့အတွက်0အစားမယ်ပြီးလို့ရှိရင် new point တစ်ခုဖန်တီးမယ် new point မှာ z value ကို30မြောက်လိုက်တယ်ပြီးဒီခါမှာ output ကို new point လို့ပေးလိုက်တယ်အဲ့တော့ပထမ list ပထမ point တစ်ခုဖန်တီးမယ်ပြီးဒီခါမှာဟောဒီကောက် plus ကောက်အဲကောင် equal to complex 1နဲ့ဟောဒီကောင် value ဒီ1ဖြစ်သွားမယ် 1ဖြစ်သွားတဲ့အတွက်ဒီညမှာ1ဖြစ်မယ်အဲ့တော့သူဒီ hori အာအ item index 1ကိုဆက်ထုတ်မယ်ပြီးတော့ point ကိုစောက်ပေးမယ်ပြီးလို့ရှင်နောက်တစ်ဆင့် loop သွားမယ်ဘောနော်3ကိုစောက်ပေးမယ်အဲ3 point ကိုယူမယ်ပြီးလို့ရှင် new 3 point စောက်ပေးမယ်ပြီးလို့ရှင် index 4ကိုယူမယ်အဲ့ဒီပြီးလို့ရှင်ဒီ5ချိန်မြောက် point ကိုဖြန်းနေပေးမယ်စသဖြင့်ဘောနော်ဒီနည်းနဲ့သူဒီ berry သွားမလဲဆိုတော့နောက်ဆုံး အာ index list index 8တိသွားမယ်8ပြီးလဲပြီးတော့9လဲကြာလဲကြာတော့သူဒီအာ9ကြာတော့ဘာဖြစ်သွားပြီလဲဆိုတော့ hori process ဒီဒီ length ကကြီးသွားပြီဖြစ်တယ်တူတယ်ဒါမှမဟုတ်ကြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ hori process ဒီဆက်မသွားတော့ပဲနဲ့ကျက်သွားတယ်ပေါ့ဒီသဘောပေါ့အဲ့တော့ကျွန်တော်တို့ဒီနေရာလေးကိုတော့သတိထားဖို့လိုမယ်ပေါ့နော် why ကိုတော့မှဆိုရင် okay ဒါကတော့ကျွန်တော်လေ့လာပြီးတော့ while ရဲ့အဲ while loops ရဲ့တော်မတော်နေလေးဖြစ်ပါလေ။လာမယ့် video ကြရင်တော့ကျွန်တော်တို့ဒီဘာခေါ်မလဲ။ဒီ break နဲ့ continue အကြောင်းကိုဆက်ပြီးတော့လေ့လာကြအောင်။